ငလင်ဒေတာများနဲ့အခြားဒေတာများတွဲမူလဝတ္တများကိုလေ့လာ အလုံးမမင်္ဂလာပါမိုးရ channel လေးကကြိုဆိုလိုက်ပါတယ်မိုးခုတစ်ဆက်ပေးခြင်းတဲ့ဗီဒီယိုတွေကတော့ April 22ရက်နေ့အတွက်မုံတိုင်းသတင်းနဲ့ငလျင်သတင်းကိုကြိုတင်ခန့်မှန်းပေးထားတဲ့မိုးလေဝသပညာရှင်ဦးထိပ်တင်ရဲ့ဗီဒီယိုလေးကိုတစ်ဆက်ပေးမှာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကြည့်တဲ့မျိုးတွေလည်းပဟုတရရအောင်ကြိုတင်ပြင်ဆင်လို့ရအောင်လို့ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုစုံထိပ်လေးပဲကြည့်ရှုပေးဖို့ဖိတ်ကပိုင်းရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအောင်မ comment လေးတွေရေးပို့ရပါရှိဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်2025ခုနှစ် ဧပြီလ22ရက်နာနဲ့6နာရီဂျိုလူမတိုင်းတာရရှိချက်တွေနဲ့ငလင်ဒေတာများနဲ့အခြားဒေတာများတွေမူလဝတ္တများကိုလေ့လာပြင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့အခြေခံထားလေ့လာတဲ့လေစီးကြောင်းတက်ခတ်မှုများကိုဂျိုလူကပေးပို့တဲ့ပုံများနဲ့ graphic ဆောတဲ့အခါမှာအိန္ဒိယသမုတ်ကြာကဘင်္ဂလားပင်လယ်ကိုဖြတ်ဝင်လာတဲ့လေစီးကြောင်းဟာ ဗင်္ဂလားဒေ့ရှ်နိုင်ငံကနေစင်အီမဝတာတောင်လာမှာသွားရောက်ပေါ့ဆတ်သလိုပဲအချို့နေများဟာအီယာဝရီတိုင်းရန်ကုန်တိုင်းဘူကဲကနေပတ်ပြီးတော့မြန်မာပြည်လက်ပိုင်းကိုဖြတ်တိုက်သွားပါတယ်အပေါ်ပိုင်းမြန်မာပြည်နောက်ဘက်ကတောင်လမ်းဒေသလေးများနဲ့မန္တလေးမုံရွာမှာပြုစုမှုဖြစ်ပါတယ်ပစိဖိတ်သမုဒ္ဒရာလားဒီစီကြောင်းဟာထိုင်းနိုင်ငံကိုဘာမှမဟုတ်ပြတ်ပြီးတော့တက်ခတ်တာတွေ့ရသလိုပဲဒီစီကြောင်း ရှုပ်ခင်းမှုဆက်လက်ဖြစ်နေတယ်လို့ပြောရမှာဒီနေရာမှာကျွန်တော်သတိထားဖို့လိုတာကမြန်မာပြည်အနောက်ဘက်ကတိုက်ခတ်လာတဲ့နေရာရန်ကုန်ဘဝနေပြီးတော့ကိုယ်ပြီးတော့မြန်မာပြည်လက်ပိုင်းကိုတက်တဲ့အတွက်ကြောင့်မလို့လေဆုံပြက်ရှိတဲ့နေရာမှာနေရင်းတိုက်ခတ်မှုဖြစ်နေတတ်ရှိပါမြန်မာပြည်မြောက်ဘက်ကဆင်းလာတဲ့လေကိုတောင်ဘက်ကတက်သွားတဲ့လေကိုကဖိနှိပ်တဲ့အတွက်ကြောင့်မလို့နှစ်စဉ် ကိလေဖြစ်တာရှိတဲ့အရာကြီးညီယိုတခြားအထူးသဖြင့်ကဏ္ဍဒေသမှာမြေဆိုင်ကြီးစတဲ့တိုက်ခတ်နေတဲ့အနေအထားရှိတဲ့ကြောင့်မလို့အထူးသိထားဖို့လိုပါတယ်။ကျွန်တော်တို့ဒီကနေ့လေစီကြောင်းတိုက်တာချက်ကိုလေ့လာပြတဲ့အခါမှာပင်လယ်ပြင်မှာရှိနေတဲ့ရေငွေ့ရဲ့အနေအထားဟာအများဆုံးကမမာပြီးတဲကိုမဝင်မဲနဲ့ပတ်ပြီးတော့အပြင်ထွက်သွားတာတွေ့ရပါတယ်။မမာပြီးအလဲပိုင်းကိုအနည်းငယ် ဝင်လာတယ်တွေ့ရသလိုပဲမြမပြီးအထက်ပိုင်းမှာတော့တိမ်မြင့်တိမ်တောင်းနေရှိနေတာတိုက်တာရရှိပါတယ်ဒီအတွက်ကြောင့်လို့မြမပြီးအထက်ပိုင်းမှာမိုးနေငယ်များလို့ပဲမြမပြီးအောက်ပိုင်းမှာမိုးနေငယ်များလာပါတယ်ဘယ်လိုများနိုင်လဲဆိုတာကြည့်ရအောင်ကျွန်တော်တို့၂၀နှစ်နဲ့မနဲ့တနားရနေတော့မနဲ့6နိုင်မှာဆိုလို့ရှိရင်ရှမ်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာမိုးအနေငယ် ရရှိတာတွေ့ရပါတယ်။ဒုတိယညချင်းနောက်ဘဟုပြုတော့ကစင်ပင်တဲ့တစ်ခုလုံးမိုးနေနေရနိုင်ပါတယ်။ထို့အတူပဲကျေဘုံနဲ့မန္တလေးကြားမှာမိုးပွဲလေးကြနိုင်တဲ့အနေအထားရှိပါလေ။နောက်တစ်နေရာကတော့ကျွန်တော်တို့ရေးရဲ့အရှိဘက်တောင်လမ်းဒေသမှာမိုးနေနေကြနိုင်ပါတယ်။မနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ မြမာပြည်အထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမှာမိုးဆက်လက်ရွာပြီးလို့ရှိရင်တော့မန္တလေးအထက်နယ်မုံရွာထက်လေးနားမှာမိုးပွဲအနေငယ်ကြနိုင်တာတွေ့ရလို့ပဲအထူးသဖြင့်မေမြို့နယ်မိုးဘွဲမှာမိုးနည်းနည်းကြနိုင်ပါတယ်ထို့အတူတောင်မူအရှိတ်ဘက်ဆန်းကတောင်နှမ်းမှာမိုးနည်းနည်းကြနိုင်ပါတယ်ဆက်လက်ပြီးတော့ရေးရဲ့အရှိတ်ဘက်တောင်နှမ်းမှာမိုးကြနိုင်တဲ့အခြေအနေရှိပါတယ် နေ့လယ်ဆန်ရိုင်ရနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာလည်းကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေပြီးတော့ချမ်းပြည်နယ်မြောက်ဖက်ချမ်းမှာနမ်တူကိုပြုပြီးတော့မိုးနည်းနည်းရွာနိုင်ပါတယ်။ရခိုင်ပြည်နယ်ရခိုင်ရိုးမတောင်နှမ်းပေါ်မှာစစ်တွေအရှိတ်မှာမိုးရွာပြီးတော့6တို့ရေနံကြောင်းတို့မကွေးတို့မှာဘိုးဘွယ်အနေနဲ့ကြာနိုင်တာကိုခမန်းချက်တွေကပြထားပါတယ်။ တောင်မချောင်းကိုကြည့်မှဆိုလို့ရှိရင်တော့ကရင်ပြည်နယ်နဲ့ပြည်ထနိုင်တိုင်းမှာမိုးဝဲနဲ့ကြာနေပါညနေ6နာရီကနေတော့ည7နာရီအတွင်းမှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်ဘက်မှာပုံမှုပြီးတော့မိုးများလာနိုင်တဲ့နေသားရှိပြီးတော့စကိုင်းတိုင်းအထက်ပိုင်းမှာလည်းမိုးများနိုင်ပါတယ်။ရှမ်းပြည်နယ်နမ်တူကိုဗဟိုပြုတ်ပြီးတော့မိုးဆက်လက်ပြီးတော့ညားနိုင်ပါလေအဲ့ဒီအချိန်မှာလာရှိုးလဲမိုးကြနိုင် ရခိုင်ရုံးမမှာစစ်တူရဲ့အရှိပဲရခိုင်ရုံးမတစ်ခုလုံးမိုးပဲနဲ့ငယ်ကြပြီးတော့ဂျင်တန်တောင်းတဲ့မကွေးမှာမိုးနေနေလေးကြာနိုင်လို့ပဲကျွန်တော်တို့နေပြီးတော့တောင်းဘူးဖြိုးရဲ့အရှိပဲတောင်းတန်းနေမှာမိုးအနေငယ်ကြာနိုင်ပါတယ်စစ်တောင်းမြောင်းမှာမိုးကြာလို့ပဲအထုံဘက်မှာလည်းမိုးကြာနိုင်ပါတယ်တို့တူပြင်ပြင်းနဲ့တရင်းလိုက်တိုင်းမှာမိုးနေနေကြာနိုင်ပါတယ် ဒီနေရာမှာကျွန်တော်တို့သတိထားဖို့ကကောင်းငင်ပေါ်မှာရှိတဲ့တိမ်တိုက်ပြီးနေသွားတာနဲ့မြာရေပြင်ကိုနေအောင်ကြီးတိုက်ရိုက်ကျဆင်းပြီးတော့ရေပြင်ကနေပြီးတော့နေအပူချိန်ဆုပ်ယုံမှုကြောင့်မလို့အပူချိန်စတင်မြင့်တက်လာတာတွေ့ရှိရမှာပါဒါကတော့22ရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့အပူချိန်38 degree centigrade ARV မြေရိုးတခြားသို့မဟုတ်မလင်း ်လှုပ်တဲ့ဒေသကြီးတစ်ခုလုံးမှာခံစားမှာဖြစ်ပါတယ်။ဒါမဲ့23ရက်နေ့မှာဆိုလို့ရှိရင်မန္တလေးရဲ့အနောက်ဘက်မုံရွာကလေးဝကလေးဘက်မှာဆိုလို့ရှိရင်အပူချိန်40ကျော်ကျော်အထိခံစားရဖို့ရှိပါတယ်။ဒီအတွက်ကြောင့်မလို့ကြိုတင်ပြစင်ပါနာမည်24ရက်မှာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့အပူချိန်မြန်မာမြန်မာဖြစ်ပါတယ်ကျွန်တော်တို့အထူးသတိထားမှာကတော့ငလင်းဒေသတွေမှာ ီပူရန်ကိုဘယ်လိုဖြတ်သန်းမလဲဆိုတော့မြေပြင်မှာရှိတဲ့ပညာရှင်တွေနဲ့ပရဟိတအဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ပြင်ဆင်ထားကြဖို့ဒီနေရာသတိပေးလိုပါတယ်။ကျွန်တော်တို့ဒီကနေ့သတိပေးချက်တွေကိုလည်းကိုသက်ထရီနိုင်တတိရန်ကနေပြီးတော့ MP3 download လုပ်ပြီးတော့မိတ်ဆွေများကိုမျှဝေနိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ site ပြိုးရေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြောပြပါမယ်။၂၀25 April မှာ မိုးရွာသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တမန်နှစ်တည်တဲ့မိုးရွာစဉ်တလမဒီပါပူရတယ်လို့သုံးသပ်ရပါမယ်။လာမဲ့မေလမှာဆိုလို့ရှိရင်မြမပြီးအောက်ပိုင်းမှာတမန်နှစ်တည်တဲ့နှလမပူပြီးတော့မိုးရနိုင်လို့မိုးများမယ်လို့ပြောနိုင်ပါတယ်။ထို့အတူမြမပြီးအထက်ပိုင်းမှာလည်းမိုးရွာစဉ်တလမပူပြီးတော့ရနိုင်တဲ့အတွက်ကြောင့်မို့ဒီနှစ်အားဆိုလို့ရှိရင်တော့ မိုးရာသီစောပြီးတော့မိုးကာလမှာမိုးများနိုင်တယ်လို့ကျွန်တော်တို့အသိပေးပါရစေ။အဲ့တော့မိမိတို့လုပ်ငန်းတွေအတွက်ကြိုတင်ပြင်ဆင်ထားကြပါကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အခုတင်ပြချက်တွေဟာ social media ကနေပြီးတော့ဖြန့်ဝေတရိပ်ပေးနေတာဖြစ်တဲ့အကြောင်းကိုမြမပြမအသုံးများတဲ့ Facebook နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တောင်းဆိုပါရစေ။ကျွန်တော်တို့ကိုတက်ထရိနာရဲ့ Facebook ရဲ့ဘယ်ဘက်မှာ reading ဆိုတာရှိပါတယ်။အဲ့ဒါလေးကိုနှိပ်ပြီးလို့ရှိရင် yes ဆိုတာလေးကိုနှိပ်ပေးကြပါအဲ့ဒါဆိုရင် Facebook ကနေပြီးတော့အခြားလူများအားလုံးကြည့်ရှုနေတယ်ပြန်လဲညဝေပြန်มาဖြစ်ပါတယ်မနက်ဖြန်ဧပြီလ22ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံသတင်းကိုတင်ဆက်ပေးပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာစေရာမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်အထက်အထက်ဖြစ်ထွန်းနေတာကလွှင့်ရင်ကြံတပြည်နယ်လုံးမှာတိမ်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ် ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတချို့မှာနေရာကွက်ကြားမိုးရွာသွန်းခဲ့တာကိုမိုးလေဝသအကျိုးတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။နေအပူချိန်တိုးတက်မှုနဲ့အတူမိုးရွာသွန်းမှုတို့ကြောင့်လေတူအတွင်းအပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလွယ်ညနေပိုင်းအချိန်လေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်ခြင်းမိုးသီးကျွေခြင်းပျက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးရန်တွေဖြစ်ပေါ်နိုင်ပါတယ်။ နက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပါတယ်။ရခိုင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြောင်မိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်လိုမိုးကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာအပူချိန်34ဒီဂရီမှ38ဒီဂရီစင်တီဂရိတ်အတွင်းသို့ရောက်ရှိနိုင်ပြီးဇကိုင်းတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းတွင်ရှိမြို့နယ်တချို့မှာအပူချိန်42ဒီဂရီမှ44ဒီဂရီစင်တီဂရိတ်ထိမြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ35ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ34ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ33ဒီဂရီစင်တီဂရိတ်အသီးသီးရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်းကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးမြို့ဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတစ်ခုလုံးမှာအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောနေနိုင်ပါတယ်။ဒီမိုလေးပသာစီစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ wendy.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။ မွေးဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ဒီဆရာကြီးဥထစ်တရားပေါ့နော်ခံမန်းနာရဲအောင်တော်တယ်။ဒီကြည့်နေတဲ့မျိုးတွေဒီမှာစိုက်ပျိုးရေးသမားတွေပါလို့ရှိရင်လည်းကြိုတင်ပြီးတော့ပြင်ဆင်လို့ရရပေါ့နော်။ဒါကြောင့်မလို့ပြန်လည်းမျှဝေလိုက်တာဖြစ်ပါတယ်။ဘူးထတာလေးရလိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်။မွေးဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးဆက်လေးစတဲ့နေဟာတာဗီဒီယိုလေးဘူးထတာရက်ဆက်ဗီဒီယိုလေးတွေကိုနှစ်စင်လိုက်တိဆက်ပေးသွားမှာမို့မွေး channel လေးကို like subscribe နဲ့တောင်းဖို့တောင်းဆိုပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံဝင်တော့တတား။